မကွေးတိုင်းမြားရဲစကြိုနဲ့ကံကောမြို့နယ်တွေကိုစိုးစုကမနေ့ကတရက်ထက်မှဇက်တိုင်လေးချောင်းပုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေက MFP ကိုပြောပါရယ်။မကွေးတိုင်းထဲမှာရှိတဲ့မြို့နယ်တွေကိုနေ့စဉ်ပုံကျဲချတိုက်ခိုက်နေတဲ့စိုးစုဟာမေလ22ရက်မနေ့ကမနက်စံနာရီခန့်မှမြိုင်းရဲစကြိုနယ်နဲ့ကံကောမြို့နယ်တွေကို Jet Fighter နဲ့ပေါင်250ပေါင်300ပုံးတွေကျဲချတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီလိုပုံကျဲတိုက်ခိုက်ခဲ့ရမှာ ရေစကြုံမြို့နယ်တောင်အောင်ကျေးရွာအနီးကိုကျဲချတဲ့ဘုံဒီကမပေါက်ကွဲခဲ့တာကြောင့်ထိခိုက်သေဆုံးမှုမရှိခဲ့ဘူးလို့ရေစကြုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်အလားတူမြိုင်မြို့နယ်မကြီးကုန်းကျေးရွာကိုလည်းမနေ့ကမနေ့ဆယ်နေခန့်မှာစုစုကပေါင်300ဘုံတလုံးကျဲချတိုက်ခတ်ခဲ့တာဖြစ်ပြီးဘုံမပေါက်ကွဲတာကြောင့်ပြည်သူထိခိုက်သေဆုံးမှုမရှိဘူးလို့ဒေသခံတို့ကပြောပါရယ် ဇောစုဟာမနေ့ကမနေ့ဆယ်နာရီခန့်မှာပဲဂံကောမြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုပေါင်900ပုံနဲ့ကျက်ချတိုက်ခိုက်ခဲ့ပြီးထိခိုက်ဒေဆုံးမှုအခြေအနေအသေးစိတ်ကိုတော့မသိရဘူးလို့ဒေသခံတို့ကပြောပါရယ်။မလာ28ရက်သကိုင်းငလင်လှုပ်ခတ်ပြီးတဲ့နောက်ပိုင်းရပ်ပေါင်း90ကျော်အတွင်းဇောစုဟာမကွေးတိုင်းကမြို့နယ်ကျေးရွာတွေကို46ကြိမ်ဗိုလ်ချက်တိုက်ခိုက်ခဲ့လို့29ဦးသေဆုံးခဲ့ပြီးပြည်သူ40ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါရယ်။